အင်းလေးဒေတာကိုကိုရိုင်းတော်ရလူတန်းခဲ့ပြီးအပင်နှစ်သိန်းစကားတွေပြောပေးခဲ့တဲ့ဝင်းမုံရွှေအားလုံးပဲမင်္ဂလာပါ MCLeaders News ကနေကြိုဆိုလိုက်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာပရိသတ်အပင်မှုအခိုင်အမာရရှိထားအကယ်ဒမီဝင်းမုံရွှေကတော့အင်းလေးဒေတာဘက်ကိုကိုရိုင်းတော်ရလူတန်းခဲ့ပြီးအပင်နှစ်သိန်းစကားတွေကိုပြောဆိုအပင်ခဲ့ပါတယ်။ဒီနေ့ကအင်းလေးကိုရောက်ဖြစ်ခဲ့ပါတယ်။အင်ဂျီအပြည့်စီများတဲ့မျိုးဖြစ်တဲ့အင်းလေးဒေတာကိုအရင်ဆုံးမြေပြင်ကူညီကင်ဆယ်ရေးတဲ့လိုအပ်တော်ရတော်လူဖြစ်ခဲ့ပါတယ်။ စားပြည့်ကလေးကသတင်းနဲ့ online news တွေမြင်ကြားရပြီးငလင်တန်တဲ့ဒေတာတွေအတွက်အရန်ဝန်းနေစိတ်မကောင်းဖြစ်ခင်ရပါတယ်။ကိုလလန်းမိသလားကိုလို့လှူလို့ရတဲ့နေရာတွေလည်းကိုရင်ဒီနေ့တော့စိတ်ပူရအင်းလေးကိုရောက်ခဲ့ပါတယ်။အင်းနဲ့ရောက်တော့အင်းသူအင်းသားတွေရင်ဖွင့်တဲ့အင်းတွေကရွာတွေအပြည့်စင်များတော့စိတ်မကောင်းထပ်ဖြစ်ရလို့ Academy ဝင်းမုံရွှေကပြောပါတယ်။ သူမကတော့ဧပြီလ3ရက်နေ့ကအင်းလေးရွာလေးတရွာဖြစ်တဲ့အင်းချံကေလာမွေပွင်တဲ့ပိုကုံးရွာလေးကိုတောင်းလှကန်းလှူဒန်းခဲ့ပြီးအသင့်စာမုတ်ချင်းနောင်ဆောင်ချင်းစေဘူးလက်ဖက်ကွေကောက်ခောက်ဖြာရှင်တန်စေဝါစာရည်တွေလှူဒန်းမှုတွေကိုလုံဆောင်ခဲ့လို့သိရပါတယ်။မွေမုံရွှေကြီးကတော့တကယ်အကူအညီတွေအလှူတွေမရောက်သေးတဲ့ရွာလေးလည်းရှိလို့တင်ချာစုံစမ်းမိကူညီစေချင်တယ်လို့ဆိုပါတယ်။ဒီနေရာမှာမတော်ခင်ကင်းစိတ်ပူနေခဲ့တာတောက်ရင်ရှာရှိပါမလားအစားစာစေဝါလုံလောက်ပါမလားနဲ့အတွေ့ပေါင်းဆောင်နေပဲ။ တကယ်အင်းလေးရပြင်ကြီးနဲ့ရောက်ရောပြိုလဲနေတဲ့ခြေတန်းရှင်အိမ်လေးရွာလေးကိုမြင်ရတဲ့ကိစ္စပေါ်ပေါက်သွားတာကပြန်လဲထူထောင်ရေးခန်းကဏ္ဍဆိုတာပါပဲရေပြင်ကြီးတဲ့အိမ်ပြိုလဲသွားလို့လေပေါ်မှာနေနေရတဲ့စူပေါင်းမီနေနေရတဲ့ဆရက်မိသားစုတွေအတွက်အမှန်တကယ်လိုအပ်တာသူတို့ရဲ့အိမ်ရင်းနှီးဘဝလုပ်ငန်းတွေဆိုတာပါပဲကိုကြီးတက်ကြတဲ့မြန်မာလူမျိုးတွေရဲ့အစိမ်းစေတနာကြောင့်လက်တလုံးအဆင်ပြေမဲ့ရှေးရှေးလိုအပ်ချက်တွေကတော့ပြန်လဲလဲပတ်နိုင်ဖို့ပါပဲ region တွေကိုရောက်ဖို့အမှန်တကယ်လိုအပ်တာတွေကိုတိတိယောက်အောင်အပင်ကိတို့အတူတူကူညီကြရအောင်အနေနဲ့ရရကနေလာကူညီ လူကြသူတွေလည်းတွေ့ရတော့ဝန်တာ PD ဖြစ်ရပါတယ်။ပြီးတော့ဒီရေပြင်ကြီးမှာရောမြေပြင်မှာရောကုညီကဲစိလုံနေကြတဲ့သူတွေကိုလည်းတကယ်လေးစားဥညွတ်ကြပါတယ်။အားလုံးပဲဘေးရင်ကင်းရန်ကင်းကြပါစေ။အင်းသူအင်းသားတွေအတွက်လည်းစိတ်ယူတယ်မကြဘူးအပြင်စကားတွေပြောရင်စွန့်နေစားပြန်ခဲ့ရလို့သူမကဆက်ပြောထားပါတယ်။ဆောင်းနေချွတ်နာဆင်ပြေပြေတအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။